အတိတ်ရွှေရောင်နေ့ရက်များထဲမှာယနေ့တိုင်တောက်ပတ်တင်ရှားစေမင်းသမီးကြီးတော်မြင့်မြင့်ခင်ပရိသတ်ကြီးအလုံးမဲမင်္ဂလာပါရှင်ဇဘမိတ် channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်မြန်မာရုပ်ရှင်လောကမှာဘေဘီမြင့်မြင့်ခင်လို့ချစ်စနော့ခေါ်တင်ခဲ့တဲ့မင်းသမီးကြီးတော်မြင့်မြင့်ခင်ကတော့မြန်မာရုပ်ရှင်သမိုင်းရဲ့ရွှေခေတ်ကိုပိုင်ဆိုင်ခဲ့တဲ့သူပြန်ဆန်ရှားကနဝင်အနုပညာရှင်တူဖြစ်ပါရယ်သူမက1934ခုနှစ်အော်ကက်စလာ73ရက်နေ့မှာတန်လင်းမြုပ်မှာမွေးဖွားခဲ့ပြီးနာမည်အရင်းကတော့မက်ခင်ကြီးဖြစ်ပါရယ် ယခု2025ဇွန်လမှာတော့အသက်60နှစ်ရှိပြီဖြစ်ပေမဲ့သူမရဲ့အနုပညာရောင်းဝါမှာယနေ့တိုင်တောက်ပနေဆဲဖြစ်ပါတယ်။ဘခင်ဥဖိုမြင့်နဲ့မိခင်ဒေါ်စောကြည်တော်မှပပွားလာတော့မင်းသမီးကြီးတော်မြင့်မြင့်ခင်ကယနေ့အချိန်မှာမြမဂီတာလောကကိုလောက်ကန်စေခဲ့တဲ့အဆိုရှင်မေဆုရဲ့မိခင်ကောင်တဦးလည်းဖြစ်လာခဲ့ပါတယ်။1949ခုနှစ်မှာတော့ပညာသင်ကြားရင်းကနေအနုပညာကိုဝါရဏပါတဲ့အတွက်ကျောင်းတစ်ဖက်နဲ့အနုပညာလောကကိုခြေချလာခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့ဒရိုက်တာဦးအောင်ကြီးရဲ့မာယာရှင်အတန်ထိတ်စကားနဲ့ ပရိသတ်တွေကိုစတင်ထိတွေ့ခဲ့ပါတယ်။သူမရဲ့သရုပ်ဆောင်မှုအစွမ်းကတော့တတိဆဘဝမှာပဲအရှိန်အဝါပြင်းထန်လွန်လာပါတယ်။တဖြည်းဖြည်းနဲ့အမျိုးသမီးဆက်ဆောင်နေရကနေမိခင်အဖွားအထိဇေယျမျိုးစုံကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီးပရိသတ်ကိုရင်မောစေမျက်ရည်ကျစေနိုင်တဲ့ရှားပါးပါရမီရှင်မင်းသမီးကြီးတူးလို့လည်းတင်စားထိုက်ပါတယ်။1950ပြည်နှစ်အတွင်းမှာတော့မင်းသမီးကြီးဒေါ်မြင့်မြင့်ခင်ဆိုတာကမြန်မာရုပ်ရှင်လောကရဲ့ပြိုင်ဘက်ကင်းအမျိုးသမီးအသရုပ်ဆောင်အဖြစ်တောက်ပဆော်ရည်တည်နိုင်ခဲ့တာပါ အနုပညာတက်တန်းတစ်လျှောက်လုံးမှလည်းသူမရဲ့ကျိုးစားအထောက်အမှုနဲ့ထူးချွန်မှုတွေကြောင့်ရုပ်ရှင်အကယ်ဒမီစုများစွာကိုစုကူသိမ်းပိုက်နိုင်ခဲ့တာပါ။ကျင်းညီမ1958ခုနှစ်ဖြေစောကွင်1958ဇကားရီမှာဇကားတင်စီရင်ကိုပါဝင်နိုင်ခဲ့ပြီးမုံပါရုံမောင်ကို1983မြင့်မော်တောင်မကကျူးသား1996အစရှိတဲ့ရုပ်ရှင်ဇကားတွေနဲ့အမျိုးသမီးဆက်ဆောင်စုတွေကိုရယူသိမ်းပိုက်နိုင်ခဲ့တာပါ။ ဇော်ဇင်မကမာတဘာတခြားမရှိပြီး1980နဲ့မြန်နိုးချစ်တော်ရွှေစဉ်2000စားတဲ့ဇကားရီကလည်းအမျိုးသမီးဇပ်ပိုးစုတွေကိုထိုက်တန်စွာနဲ့တင်ပတ်ရရှိခဲ့တာပါ။ဒါကြောင့်မင်းသမီးကြီးတော်မြင့်မြင့်ခင်ကမြန်မာအနုပညာလောကထဲမှာစုစုပေါင်းအကယ်ဒမီ6စုကိုရရှိပိုင်ဆိုင်ထားတဲ့ထူးချွန်မင်းသမီးကြီးလည်းဖြစ်ပါတယ်။အထူးခြားဆုံးကတော့သူမရဲ့ဘဝတစ်လျှောက်လုံးအနုပညာစွမ်းဆောင်ပွဲတွေကိုဂုဏ်ပြုတော့အပြင်2006ခုနှစ်မှာရုပ်ရှင်တက်တက်တာထူးချွန်စုကိုချီးမြှင့်ခြင်းခံခဲ့ရတာပါ။ ဒီစုကသူမရဲ့အမှုပညာခရီးကိုအတိတ်နဲ့ပြစ်စုံပံပေါင်းကူပေးလိုက်တယ်လို့ဖြစ်နေခဲ့တာပါဒေါက်တာမကအင်ပတန်ထူးချွန်တဲ့အတွက်စီတူဘွဲကိုလည်းရရှိခဲ့တဲ့ရှားပါးတရုပ်ဆောင်ကြီးဖြစ်ပါတယ်မင်းသမီးချစ်တော်မြင့်မြင့်ခင်ကတရုပ်ဆောင်အင်ယာမှာထူးခြားကောင်းမွန်ရုံတာမကတချင်းတီဆိုရမှာလဲထူးချွန်သူအစိုးရကြီးတယောက်အဖြစ်ရည်တည်နိုင်ခဲ့ပါတယ်အေယဝရီ စန္နာရွှေမန်းစီတို့အစားရှိတဲ့ဇဝင်တေးရီအပြင် တေးရစီယာရွှေပြည်အေးရဲ့ နပန်းဆန်တချင်းကယနေ့တိုင်ရေပန်းဆန်းနေဆက်ဖြစ်ပြီးတမိပြစ်သူမေဆွေးကလည်းလက်ရံပြစွာပြန်လဲသီဆုံနိုင်ခဲ့ပါတယ်။အနုပညာလှူဆောင်မှုတွေပြုလုပ်စဉ်မှာလည်းမင်းသမီးကြီးတော်မြင့်မြင့်ခင်နဲ့အလိုက်ဖက်ဆောင်ကတော့မင်းသားကြီးဝင်းဦးပဲဖြစ်ပါတယ်။နှစ်ပေါင်း90နီးပါးအနုပညာခရီးကိုဖြတ်တန်းခဲ့ပြီးတဲ့နောက်မှာတော့နာမကျန်းဖြစ်နေတဲ့ခင်မွတ်တက်ကိုပြုစုဆောင်ရှောက်ရင်းနောက်ပိုင်းမှာအနုပညာအလုပ်တွေကလည်းအနားယူခဲ့ပြီးရန်ကုန်မြို့မှာပဲအေးချမ်းစွာနေထိုင်နေခဲ့ပါတယ်။ သူမရဲ့အနုပညာပေါ်စ조사အထုံးမှုနဲ့ထူးချွန်မှုတွေကနောင်မျိုးဆက်တဲ့အနုပညာရှင်တွေအတွက်ထာဝရစံပြပုဂ္ဂိုလ်သူအဖြစ်ရည်တည်နေမှအသေးချပါပဲမြန်မာရုပ်ရှင်လောကသမိုင်းမှာလည်းတချိန်ကမင်းသမီးကြီးဒေါ်မြင့်မြင့်ခင်ရဲ့အမည်နာမကထာဝရတပ်ပနေဦးမှအမှန်ပဲဖြစ်ပါတယ်